အဲနောက်တစ်ခုကကြတော့ဒီ group sort group sort ဆိုတာကဒီចောင်းသားတွေကိုစကလုံးတွေ vocabulary အများကြီးပေးထားမယ်အဲ့ဒါတွေကို group like တန်လို့ပေးရမှာဥပမာထားပါဒီစကလုံးက noun လား adjective လား adverb လားအဲ့လိုလိုလေးရတယ်အာဒီစကလုံးကအိမ်နဲ့ပတ်သက်တာလားចောင်းနဲ့ပတ်သက်တာလားအဲ့လိုမျိုးပေါ့ကိုပေးချင်တဲ့ဟာကို drag and drop လုပ်ပြီးတော့ចောင်းသားတွေက categorize လုပ်အောင်အဲအဲ့ဒါကိုနှိမ့်လိုက်မယ်ဆိုရင်ပမာဆုံးနေနဲ့ကျွန်တော်တို့ကဂိမ်းနာမည်ကိုပေးရမယ်။အာ အဲထားပါတော့ focus practice ဆိုပြလိုက်မယ်အာ category name category name ဆိုတာကကျွန်တော်တို့ဒီခေါင်းစဉ်အကြီးရဲ့နာမည်ပေါ့နော်ခေါင်းစဉ်အကြီးရဲ့နာမည်ဒီအောက်က items ကကြတော့အဲခေါင်းစဉ်အောက်မှာပါတဲ့စကားလုံးတွေအဲခေါင်းစဉ်အောက်မှာပါတဲ့စကားလုံးတွေကျွန်တော် comma ခံပြီးတော့ရှင်းပြလိုက်အောင်အာဒီမှာဆက်သူကနမူနာလေးတစ်ခါတည်းပေးထားပြီးသားအဒီတော့ဘယ်လိုလုပ်မလဲဆိုတော့အာထားပါတော့ကျွန်တော်က id device လို့ပြောလိုက်မယ်ဒီဝါနဲ့ဒီမှာ laptop phone tablet earphones အဲ့လိုမျိုးသုံးခုလည်းပြီးတော့ကျွန်တော်က category နောက်တစ်ခုကိုထည့်ထည့်လို့ရတယ်ဒီမှာဆိုရင်သူက category ကိုထည့်တာ add category လို့လိုက်တာ ਨੇ id device မှာ four items လို့ပါလာတယ်ပြီးွားရင်ကျွန်တော်တို့ကနောက် category တစ်ခုထပ်ထည့်မယ်ထားပါတော့ um library

ဒီမှာတော့နှစ်ခုအနေနဲ့ပဲဆက်ပြောလိမ့်မယ်အဲ့ဒါကို a categories identify as four items are like before terms ဆိုပါလားပြီးမှ additional item additional item ဆိုတာကသူကဟိုကကျွန်တော်တို့ကထပ်ထည့်ခြင်းနဲ့အထက်ထည့်ခြင်းနဲ့ဆိုရင်ဒါမှမဟုတ်ဟိုကိုကအစ်စ်အနေနဲ့သူတို့ကိုညံဆန်းပြီးတော့အစ်စ်မပါတဲ့ဒီ category အောင်အောင်ပါတဲ့ဟာမျိုးထပ်ထည့်ခြင်းနဲ့ဆိုရင်ဒီမှာထည့်လို့ရတယ်အဲဒါဆိုရင်ကျွန်တော်တရားကို star ဆိုပြီးတော့ပဲ star ဆိုပြီးတော့ပဲနေလိုက်ဒါဆိုရင်ခုနကတော့ကျွန်တော်တို့ ကော်မခံပြီးတော့ရေးခဲ့တဲ့စကားလုံးတွေကတော့ဒီမှာပါလာတယ်။ကြောင်းသားအတာကို drag and drop ဆိုပြီးတော့ချပြန်။ဒါပါတော့အာဒီလိုမျိုးဖြစ်သွားမယ်။အဲကဲចောင်းသားကမှားလို့ပြင်ကျင်နေဆိုရင်ဒီကောင်ကိုဒီဘက်ကိုချလို့ရတယ် ဲ့လိုချလို့ရတယ်ပြီးွားဆိုရင်ចောင်းသားတွေကအဖြစ်စစ်မယ်ဒါဆိုရင်မှားတဲ့ဟာပနကူမှန်တဲ့ဟာပနကူဆိုပြီးတော့ဒီလိုမျိုးပေါ်လာလိမ့်အဲပြန်မှာစာလေးပေါ်လာအကယ်၍ကိုကအာဒီခင်းကိုပဲ save ခြင်းလေဆိုရင် ီဂိမ်းကိုဒီမှာဟို export game ဆိုပြီးတော့လုပ်ရတယ်အဲ့ကြိုင်သူဘက်ကနေမှာ file တခု download ဆက်လိမ့်မယ်အဲ့ file ကဟိုဘာမှပြန်နာမရှိဘူးအဲ့ဒါလေးကိုကျွန်တော်မှတ်ထားရအောင်မယ်အဲ့အကယ်၍နောက်တစ်ခါပြန် sort မယ်ဆိုရင်နောက်တစ်ခါဟိုနောက်တစ်ရန် transfer မယ်ဆိုရင်ကျွန်တော်က import game ကိုတွားပြီးတော့ခုနကတော့ download ဆွဲခဲ့တဲ့ file ကို ဒီ download ဆွဲခဲ့တဲ့ဒီ file လေးကိုမှတ်ထားဖို့လိုတယ်။အဲ့ file လေးကိုထောက်ပြီးတော့ open နေလိုက်အောင်မယ်။အဲ့ကြရင်ခုနကျွန်တော်တို့အာမှတ်ခဲ့တဲ့ key ဒီဟိုအကုန်လုံးပြန်ပါလာမှာပေါ့နော်။ဒါတော်တော်လေးကိုအဆင်ပြေပြီးတော့ဟိုဘယ်နေရာအချိန်မီနေရာမီ internet အခက်ခဲမရှိဆော့လို့ရတဲ့ key ပေါ့နော်။